။နောက်တစ္ဆာရှိမှုပါရှင်။တစ္ဆာရှိမှုကတော့နိုင်ငံတော်နဲ့နိုင်ငံသားများပေါ်တစ္ဆာစောင့်ထိန်ခြင်းပါရှင်။ဟိုပါတီကိုတစ္ဆာရှိရမယ်လို့ကျွန်မမပြောပါဘူး။သို့တော်လည်းပါတီကိုပါတီကိုတစ္ဆာရှိရမယ်လို့ကျွန်မတို့မပြောဘူး။သို့တော်လည်းပါတီကိုယ်တိုင်ကနိုင်ငံတော်ပေါ်တစ္ဆာရှိရမယ်။ဒီပါတီတီထောင်ထားတာကနိုင်ငံတော်ကောင်းကျိုးအတွက်ကျွန်မတို့တီထောင်ထားတာဖြစ်တဲ့အတွက်နိုင်ငံတော်ပေါ်တစ္ဆာရှိခြင်းဒီပါတီကိုတစ္ဆာရှိခြင်းဖြစ်ပါတယ်။ပါတီကိုတည်တံ့တစ္ဆာရှိရမယ်လို့ကျွန်မတို့မပြောပါဘူးရှင့်။အဲဒါကြောင့်မို့ကျွန်မတို့ရဲ့ ပါတီရဲ့စံတန်ဘိုးထဲမှာတစ္ဆာရှိမှုဆိုတာနိုင်ငံတော်နဲ့နိုင်ငံသားများပေါ်တစ္ဆာစောင့်ထိန်ခြင်းဖြင့်စီးလုံးညီညွတ်သောလူ့အဖွဲ့အစည်းတရားတည်ဆောက်ရေးဖြစ်ပါတယ်ရှင်တော့ခုနခုနလိုပေါ့နော်မစည်းလုံးမညီညွတ်ဘူးဆိုရင်အဲဘာဖြစ်လဲဆိုရင်အခုအခုလိုဟိုပေါ့နော်လက်နက်ကင်ပြိပက္ခတွေဖြစ်နေတယ်ဆိုလို့ရှိရင်ကျမတို့ကကျမတို့ချမ်းသာတဲ့လောက်မချမ်းသာနိုင်ဘူးကြီးပွားတဲ့လောက်မကြီးပွားဘူး အဆိုလို့ရှိရင်တဖြည်းဖြည်းနဲ့ပို့ပေါ်လာမှာဖြစ်ပါချင်းကျွန်မနောက်လာလေကျွန်တော်သတင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်လေအဲ့ဒါငင်းချိုင်းရင်းနဲ့ပတ်သက်ပြီးဘာကြောင့်ငင်းချိုင်းရင်းလုပ်တဲ့လဲစီးပွားလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ဖို့ငင်းချိုင်းရင်းအရေးကြီးတယ်ဆိုတဲ့ဟာကျွန်တော်တို့ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာမီတင်းနေတိုင်းနဲ့တူတော့တိတ်မသိတာပဲပဲပေါ့နော်အဲဒါပေမဲ့တိုင်းရင်းသားဒေသတွေတောင်ပေါ်ဒေသတွေလက်နက်ကင်ပြိပခဖြစ်နေတဲ့ဒေသတွေမှာအရေးကြီးပါလေရှင့် ဒါကြောင့်မို့တစ္ဆာရှိမှုဆိုတာစီးလုံးညီညွတ်မှရမှာဖြစ်ပါရှင့်စီးလုံးညီညွတ်ပြီးတော့မှနိုင်ငံသူနဲ့နိုင်ငံတော်နဲ့နိုင်ငံသားများပေါ်တစ္ဆာရှိရမှာဖြစ်ပါတယ်။နောက်အပြန်လန်လေးစားမှုပါအပြန်လန်စီလေးစားမှုကတော့လူကုန်တိတ်ခါနဲ့အညီအပြန်လန်လေးစားခြင်းဖြင့် ချစ်ချည်ရင်းနှီးတော့လူအဖွဲ့အစည်းတည်းကဖြစ်ပေါ်ရေးပေါ့နော်ဆိုလို့ရှိရင်အပြန်အလှန်လေးစားတယ်ဆိုလို့ရှိရင်ဥပမာကျမတို့ကနိုင်ငံအနေနဲ့စဉ်းစားရင်တော့ဗမာတိုင်းရင်းသားတွေကလူများစုဖြစ်တယ်အဲကချင်ကရင်ကယားတွေကလူနည်းစုဖြစ်တယ်လူနည်းစုရဲ့အခွင့်အရေးကိုလည်းလူများစုကလေးစားရမယ်လူများစုရဲ့အခွင့်အရေးကိုလည်းလူနည်းစုကလေးစားရမယ်အဲချင်းချင်းလေးစားရမယ်ပေါ့နောက်ကျမတို့ဒီပါတီဆိုတဲ့အဖွဲ့အစည်းအတွင်းမှာကြည့်လို့ရှိရင်လည်းကျမတို့တယောက်နဲ့တယောက်အပြန်အလှန်လေးစားရပါမယ်ရှင်အဲ့လိုလေးစားမှသာလျှင် အဲ့လိုလေးစားမှမတာရင်ဘာဖြစ်မှာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့ကစီးလုံးညီညွတ်တဲ့အဖွဲ့အစည်းဖြစ်မှာပေါ့နော်တော့တယောက်နဲ့တယောက်လေးစားမှုမရှိဘူးဆိုရင်တယောက်ပြောတာတယောက်လေးလေးစားစားနားမထောင်ဘူးတယောက်ရဲ့အကြံပြုချက်ကိုတယောက်က ်အဲသူပြောရင်ဘယ်တော့မှနားမထောင်ဘူးသူပြောတာဆိုဘာမှမဆိုငင်းပယ်တယ်ဆိုရင်ဒီလူကိုကျွန်တော်တို့ကခွဲခြားဆက်ဆံနေလို့ဖြစ်ပြီးတော့မှရေရှိမှစီးလုံးညင်ညွတ်တဲ့အဖွဲ့အစည်းမဖြစ်နိုင်ဘူးပေါ့နော်ဆိုလို့ရှိရင်ဘာမှမဆိုနားထောင်ပြီးတော့မှလူကြီးတယောက်ကလူငယ်ကိုနားထောင်နေဆိုရင်လူငယ်ကအော်လူငယ်တွေကဒီလိုတွေးနေပါလားပေါ့နော်ဆိုလို့ရှိရင်လူကြီးတွေးတာတော့တော့ဟိုမချူကဖြစ်ချင်မှဖြစ်မှာပေါ့နော်သို့တော်လဲလူငယ်တွေကိုလည်းနားထောင်ပေးကြရမယ်နော်အမျိုးသမီးတွေပြောနေအော်အမျိုးသမီးတွေဒီလိုခံစားနေရတယ်ဆိုလို့ရှိရင်မျိုးသားတွေကကိုချင်းစာလဲစိတ်နဲ့အဲဒါမျိုးလေးပေါ့နော်အဲ့ဒါလေးပါရှင့် ။နောက်နောက်ပါတီစံတန်ဘိုးတွေ900ရှိပါတယ်ခုနက4ခုပေါ့နော်။အဲဒါနောက်3ခုကတော့ကွဲပြားဆုံလင်မှုပေါ့ခုနကပြောသလိုပါပဲ။အဲကျွန်တော်တို့အကွဲပြားဆုံလင်တဲ့လူမျိုးစုဘာသာစကားစပေရင်ချင်းမှုဒလိထုံနှန်းစင်တာနဲ့အဲကိုယ်ကိုယ်ယုံကြည်မှုများအခြေခံနဲ့ခွင့်တူညီများတဲ့စနစ်ပေါ့နော်မတူတာတော့ရှိတယ်မတူတာကိုတိမှပြုတ်ပြီးကျမတို့ကခွင့်တူညီများတဲ့စနစ်လုပ်ရမှာပေါ့နော်အဲတာတူညီများရှိရမယ်ပြီးလို့ရှိရင်နိုင်ငံသားတိုင်းဖိနှိပ်ခြင်းခွဲခြားဆက်ဆံခြင်း လွှမ်းမိုးခြင်းမခံရစေပဲလွတ်လပ်စွာမိမိဘဝရည်မှန်းချက်များကိုတရားမျှတသောဥပဒေပေါင်းအတွင်းမှအကောင့်ထက်ပေါ်ခွင့်ရှိရေးပေါ့နော်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းကဆိုလို့ရှိရင်ဟိုပါပေါ့ လွတ်လပ်တယ်ဆိုတာပါလဲဆိုတခြားလူရဲ့လွတ်လပ်ခွင့်ကိုမထိခိုက်ပဲနဲ့ကိုယ့်အကူလွတ်လပ်တာကိုပြောတာပါရှင်အခုချိန်မှာတော့လွတ်လပ်တယ်ဆိုတာကိုအဓိပ္ပာယ်ဖွင့်တာမှားနေတာကလွတ်လပ်ဆိုတာဆဲဆိုလို့ရတယ်ဘယ်သူမှဆိုဟိုပြောလို့ရတယ်ဆိုတဲ့ဟာဖြစ်နေကျွန်တော်တို့ပါတီအနေနဲ့အဲ့အဲ့အရာတွေကျွန်တော်တို့မယုံကြည်ပါဘူးအဲ့အရာတွေမလုပ်ပါဘူးကိုယ့်အရင်တော့လည်းတအားပြောခံရရပါလေ ဟိုအရင်2021အရှိပိုင်းတော့လည်းတအားပြောခံရပါတယ်သို့တော်လည်းကျွန်တော်တို့မတုံ့ပြန်ပါဘူးဖြစ်ဘလို့ပဲဆက်ဆက်ကျွန်တော်တို့မတုံ့ပြန်ဘူးဟိုသူဂျားကနားထောင်တဲ့လူကနားလေနားလေတယ်ပေါ့နော်ဟိုကိုချင်းစာတတ်တယ်ပေါ့ဖြစ်အဲ့ဒါလေးပါရှင်နောက်အဓိကတော့ခွဲခြားဆက်ဆံမှုမရှိပါဘူးဖြစ်နောက်တရားမျှတမှုကမိမိတို့မွေးဖွားရဒေသပတ်ဝန်းကျင်နောက်ခံအခြေအနေပေါ်မတည်မီပဲမိမိရွေးချယ်မှုစ조사အထောက်မှုတီထွင်ဖန်တီးမှုများဖြင့် အောင်မြင်နိုင်သောလူအဖွဲ့အစည်းဖြစ်တည်ရေးပေါ့နော်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကာညာဝရိယရှိသလားလွတ်လွတ်လပ်လပ်အောင်မြင်နိုင်တဲ့အဖွဲ့အစည်းဖြစ်ဖို့ပေါ့နော်ဘယ်သူမှအဲကျွန်တော်တို့မတူညီတဲ့ပုံမှာဖွဲ့ခြားတာကျွန်တော်တို့မရှိဘူး။နောက်နိုင်ငံသားတိုင်းခံစား권ရှိသောတိုးတက်ကြီးပွားမှုရရှိစေရန်ရေရှည်တည်တံ့သောလူမှုစီးပွားရေးစနစ်ဖြစ်ပေါ်ရေးပေါ့ရှင်။အဲကျွန်တော်တို့လူတိုင်းပါဝင်တဲ့ဟိုပါပေါ့ရှင်။ဟိုပါပေါ့ရှင်။အခုနောက်ပိုင်းပြောတာလေ inclusive and sustainable inclusive sustainable and equitable development ဆို inclusive ဆိုတာအလုံးပါဝင်တယ် sustainable ဆိုတာရေရှည်တည်တတ်တယ် equitable ဆိုတာလူတိုင်းတာဝန်ညီမျှပါဝင်တယ်လူတိုင်းလူတိုင်းကဟိုတပြေးညီတော့မဟုတ်ဘူးပေါ့နော်တာဝန်ညီမျှပါဝင်တဲ့ development ဆိုတာဖွံ့ဖြိုးတိုးတက်မှုပေါ့နော်ဒါကိုသွားရမှာဖြစ်ပါတယ်ချင်း ောက်တစ်ခုကနိုင်ငံသားတိုင်းတရားမျှတသောဥပဒေအကာအကွယ်ကိုဒဏ်လူခံစားနိုင်ရေးပေါ့နော်။ဒါတွေကကျမတို့စာထဲမှာရေးထားတာဒီစာထဲမှာရေးထားတာအုပ်ဖဆိုပြီးဖြစ်သွားတာမဟုတ်ပါဘူး။ကျမတို့ကိုယ်တိုင်တယောက်ချင်းစီကဒါကိုတံပိုးထားပြီးတော့မှကျမတို့ပါတီဝင်တွေရဲ့တံစံတံပိုးအနေနဲ့တံပိုးထားပြီးတော့မှလိုက်နာချင့်ကြံရမှာဖြစ်ပါရဲ့ရှင်။